အော်တိုဘလနေရနေ့နေကင်းပိုင်းအတွက်မြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးသံတိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီနတ်ရကနီးတိုက်ပွဲမှာအကြံဖက်မြန်မာလေတပ်ကနေပြီးတော့လေရင်အမျိုးသား၃မျိုးနဲ့အေးအေးကိုတပြိုင်နက်တည်းဘုံကျဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်နောက်စစ်ကောင်စီတပ်နဲ့ DKB စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဘလူးကပြောပါတယ်ပြီးတော့ဗမောတိုက်ပွဲမှာပြင်းထန်နေပြီးတော့စစ်ကောင်စီတိုက်ရဲစခန်းတစ်ချို့ကိုလွန်ခဲ့တဲ့ရက်ပိုင်းတွေက KIA ဘက်ကနေပြီးတော့သိမ်းပိုက်ထားတယ်လို့သိရပါတယ်နမ်တူနဲ့မန်တုံမြို့ကိုစစ်ကောင်စီဘုံကျဲပြီးတော့ဒီရောနမ်တူဘုံကျဲမှုမှာလည်းအရသာ3ဦးသေဆုံးပြီး9ဦးထပ်မံတန်းရတယ်လို့ဆိုပါတယ်ခင်ဗျာနောက်ကမ်ဘလူးနယ်ကဒီပြူကင်းစခန်းကိုအလွဲတကူတော်လိုင်းတပ်တွေကသိမ်းပိုက်လိုက်ပါတယ် ီသတင်းလေးကိုတင်ဆက်ဖို့စူးစီးထားတာဖြစ်ပါတယ်ခင်ဗျာဒီပရမတ်သတင်းတပုတ်အနေနဲ့ကတော့နိုင်ကန်တိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းအင်အားအများပြားသုံးပြီးတိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်လိုပါတယ် ဒီရခိုင်ပြည်အမ်းမြို့နယ်နဲ့မကွေးတိုင်းငဖက်မြို့နယ်အကြားမှာရှိတဲ့အမ်ဗရန်ရိုးပေါ်လမ်းပေါ်မှာရှိတဲ့နိုင်ကန်လေကြောင်းရံကာကွယ်ရေးစခန်းကိုအရက်ကတက်တော်အေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးသိမ်းဆင်လာနိုင်တယ်လို့ယူဆပြီးတော့စစ်တပ်ကအောက်တိုဘာ၁ရက်နေ့ကလေရင်အမျိုးသား၃မျိုးနဲ့အဲ့ဒီစခန်းဝင်းကျင်ကို လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာဒေသခံစစ်ရေးတရင်ရင်မြစ်တူပြောတာကမနေ့ကတနေကုံဝိုင်တွဲနဲ့ဘုံချတယ်ပြီးတော့ဝိုင်တွဲကအဲ့ဒီနားမှာဝဲနေတော့ ဝမ်အိတ်လာတယ်ပြီးရင်ဂျက်ဖိုက်တာလာတယ်သုံးသီးတောင်လာပစ်တာတနေကုန်ပစ်တာတောင်ကျောတလျှောက်တိုက်ပွဲဖြစ်တဲ့နေရာရောမဖြစ်တဲ့နေရာရောအကုန်လာပစ်တာကျွန်တော်အထင်တော့နတ်ရက်ကလေချောင်းညာကာကွယ်ရေးစခန်းအနားကိုအေအေကကတ်လာတော့ထိုးစစ်စင်မဲ့ထင်ပြီးတော့လေရင်နဲ့ရောဒရုန်းတွေနဲ့ပါပုံကျဲတယ်လို့ထင်တဲ့လက်နက်ကြီးအတန်တွေရောပြက်ခတ်တန်တွေရောတနေကုန်ကြားနေရတယ်လို့ဒီဒေသခံစီရေးတရင်ရင်းမြစ်တူကပြောသူပါတယ် ဒီနိုင်ရကန်လေချောင်းရံကာကွယ်စကန်းရဲ့အနီးနားကိုတာမကပဲနဲ့ရခင်ကဒီအရကတက်တော်အေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နိုင်ရကန်တောင် အောက်ဖက်တောင်ကျောတစ်လျှောက်ကိုပါလေရင်တွေနဲ့ပြစ်ကတ်ခဲ့တာလို့ဆိုပါတယ်ခင်ဗျာဒီပထမလက်နက်ကြီးတွေနဲ့ဗရန်ဘက်ကနေပြစ်တဲ့သိပ်မကြဘူးလေရင်တွေရောက်ရှိလာတဲ့အော်တိုဘာ၁ရက်နေ့အဖွင့်ဘွဲကအရန်ပြင်းတယ်တက်လာလုံးပြင်းမဲ့အနေထားမျိုးတုံးတက်လို့ရတယ်စစ်တပ်ကလည်းအကြုံများပေမဲ့ပြန်ဆုတ်တယ် ဒီပြန်တက်တယ်အဲ့ဒါလိုမျိုးဖြစ်နေတာအေအေဘက်ကလည်းဒီတက်တွေကလည်းနောက်မဆုတ်ဘူးပြန်ထိုးသစ်စင်တာသူဦးကိုဦးပေါ်ချနေကြတာလို့၎င်းကပြောဆိုပါတယ်ခင်ဗျာအကြံပေးမြန်မာစစ်တပ်ကလေရင်ဒရုန်းတွေနဲ့တိုက်ခိုက်တဲ့ပြင်ငဖဲပဒန်းလန်းစုံအမြောက်ကြီးတက်တဲ့ငဖဲကပ္ပဆဆလေးကနေလက်နက်ကြီးနဲ့လက်နက်ရကန်လေကြောင်းရန်ကာကွယ်တက်ရှိတဲ့နေရာအနီးနားတောင်ပေါ်တွေကိုပြစ်ကူပေးတာတွေလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာ ဒီကပ္ပစဆလေးနဲ့စုံကုန်းအမြောက်တက်ကလည်းပြစ်တယ်လေချောင်းကလည်းပြစ်တယ်နတ်ရကန်တောင်ထိပ်ကလည်းဒရုန်းတွေနဲ့ပြစ်တယ်တရလုံးပွဲစုတယ်လို့ပြောပါတယ်လက်ရှိတိုက်ပွဲမှာအကြံဖက်စစ်တပ်ရဲ့နတ်ရကန်လေချောင်းရံကာကွယ်ရေးကဆင်းလာတဲ့စစ်ကြောင်းနဲ့မနေ့ကဒီခြေလင်းစစ်ကြောင်းထုတ်လာတဲ့စစ်ကြောင်းတို့ပူးပေါင်းပြီးတော့တောင်အောက်ဘက်ကိုထိုးသစ်ဆင်လာတာမှာအခုကအဲ့ဒီနေရာအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်စွန်တက်ဒေသခံတို့ကလည်းအေအေကလေချောင်းရံကာကွယ်ရေးတပ်ရဲ့အောက်ကနေပြီးတော့စတိုက်နေပြီလို့လည်းပြောကြပါဗျ။အဲ့ဒါကြောင့်လေချောင်းရံကာကွယ်ရေးတပ်ကနေအောက်ကိုဆင်းပြီးတိုက်တယ်။မနေ့ကအင်အားဖြည့်တဲ့စစ်ကြောင်းတွေပူးပေါင်းပြီးတော့တိုက်ပွဲပြင်းနေတာလို့ဒီပြောပါဗျ။အယခုရဲ့ပိုင်းမှာအရကတပ်တော်အေကတိမ့်ပိုက်လိုက်တဲ့အကြံဖက်စစ်တပ်ရဲ့စစ်စခန်းတွေဟာဒီ နိုင်ရကလေချောင်းရံကာကွယ်စကန်းကိုအဓိကထောက်ပို့ပေးနေတဲ့ကာကင်စကန်းကုန်းတွေဖြစ်တဲ့ကုန်းကြီးစကန်းနဲ့ဆွန်တက်ပဝန်းကျင်ကစစ်စကန်းကုန်းတွေဖြစ်ကြပါတယ်ကာကင်းစကန်တချို့တိမ့်ပိုက်ခံရပြီးတဲ့နောက်မှာကျန်းဖက်စစ်တပ်ကနိုင်ကန်လေချောင်းရံကာကွယ်စကန်ကိုခြေလင်းစစ်ကြောင်းနှစ်ကြောင်းအပါဝင်စစ်ကားအစီး20လောက်ကိုစက်တင်ဘာ30ရက်နေ့ကပြန်လည်အားဖြစ်တင်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုအသိမ့်ပိုက်ခံရပြီးတဲ့နောက်မှာကျန်းဖက်စစ်တပ်ကအင်အားများပြားပြန်လည်ဖြစ်တင်နေတယ်လို့အောက်တိုဘာ1ရက်နေ့အထိ နိုင်ရကန်တောင်ကျောမှာရှိတဲ့နေရာအနှံ့ပြားမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါတယ်ခင်ဗျာ။နောက်ကရင်ဘက်က DKB နဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်တဲ့သတင်းကိုတင်ဆက်ပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ဒီမိုကရေစီကရင်အကျိုးပြုကရင်တပ်မတော် DKB တပ်သားတွေပါတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ရေးဘလူးအဖွဲ့ကောင်းဆောင်တွေကပြောပါတယ်။အော်တိုဘာလ၁ရက်နေ့ညနေပိုင်းကအင်အား၄၀ကျော် နဲ့ဒီခလရ343တရင်ကနေစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ခင်ဗျာဒီကောင်တွေထိုးလာတဲ့စစ်ကြောင်းကိုကျွန်တော်တို့ကြားပြတိုက်တယ်အရှိ point နဲ့တွေ့တယ်သူတို့ဘက်က၄ဦးသေးတယ်တနတ်တော်ကောက်မရခဲ့ဘူးအင်အား40လောက်ပါတယ်ကျွန်တော်တို့ကပျောက်ကြားကစားခဲ့တာလို့ရေဘလူးကောင်းဆောင်ကတိုက်ခိုက်မှုကိုရှင်းပြပါတယ်ဒီကရင်လက်နက်ကင်အဖွဲ့တွေဖြစ်တဲ့ DKB နဲ့ကရင်နယ်ခြားတပ် BGF တို့ဟာစစ်ကောင်စီဘက်ကနေကူပြီးတော့ တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ကင်းပြည်နယ်ကလက်ကေကော်မြို့တိုက်ပွဲမှာလည်း BGS ရဲ့တရင်တချို့ဟာစစ်ကောင်စီတပ်ကိုကူတိုက်ပေးနေပါတယ်။ဒီခမရ343တရင်ဟာရေးမြို့နယ်အာယူတောင်ကျေးရွာနီးမှာရှိတဲ့ခမရ989တရင်နဲ့ငါးမိုင်လောက်အကွာနဲ့ဒီရန်ကုန်မော်လမြိုင်ရေးတဝက်ပြောင်းသူလက်မအနီးမှာရှိပါတယ်။ရေးမြို့နယ်မှာစစ်ကောင်စီရဲ့အမှတ်စကူစစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်ခံတရင်တွေဖြစ်တဲ့ ခလရ61ခလရ299ခမရ343ခမရ986ခမရ289နဲ့မြောက်တ316တို့ရှိပါတယ်ခင်ဗျာရန်ကုန်မော်လမြိုင်ရေးတော်ွယ်ပြည်တော်သူလက်မဒီအမှတ်10ပြည်တော်သူလမ်းပိုင်းကိုပြန်ထိတ်ကျုံနိုင်ဖို့စစ်ကောင်စီကအောက်ကလတန်းကစပြီးတော့အင်အားထောင်ချီသုံးကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလကလည်းရေးတဝဲလမ်းပိုင်းမှာတိုက်ပွဲတွေတက်တိုက်ဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သားတချို့နဲ့လက်နက်ခရမ်းတွေကိုလည်းတော်လိုင်းအင်အားစုတွေကတင်းရောက်ရှိခဲ့တာရှိပါတယ်ခင်ဗျာနောက်ဗမောတိုက်ပွဲကတော့တိုက်ပွဲတွေပြင်းထန်နေပြီးတော့ KIA ကဒီဗမောမှာရှိတဲ့စခန်းတချို့ကိုဟိုပြီးခဲ့တဲ့ရက်ပိုင်းတွေကတင်ပိုက်ထားတယ်လို့သိရပါတယ်ကချင်ပြည်နယ်ဗမောမြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတို့ မနေ့ကအော်တိုဘားလ၁ရက်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးပဲလို့ကချင်စီရေးတရင်ရင်းမြစ်တွေကပြောကြားပါတယ်။ဒီ KIA တိမ့်ထားတဲ့စစ်ကောင်စီတပ်ဆွဲရနေရာတွေတပ်စခန်းတွေပြန်ရဖို့စစ်ကောင်စီကအောက်ကုလကရကထိုးသစ်စင်နေတယ်လို့ဒီစက်တင်ဘာလကုန်ပိုင်းမှာလည်းထပ်မံထိုးသစ်စင်နေလို့တိုက်ပွဲတွေကတော့ဆက်ဖြစ်နေတာပါ။ဗမောတိုက်ပွဲလက်ရှိအခြေအနေမှာ KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီအပြန်အလှန်ထိုးသစ်စင်နေတဲ့အနေအထားလို့စီရေးတရင်ရင်းမြစ်ကပြောပါတယ်။ ပွဲချမ်းနေတဲ့ဗမောမာကသူတို့လည်းရှစ်တူလိုက်ပြန်ဆုတ်လိုက်ပဲနေရာတချို့ငါတို့ပြန်ရထားတာတွေရှိတယ်လို့ကချင်စီရင်တရင်းမြစ်ကအော်တိုဘာလ၁ရက်နေ့ထိစီရင်အခြေအနေကိုပြောပြပါဗျ။ပြန်လည်တင်ပိုက်တဲ့ဒီနေရာတွေကိုတော့လက်တလို့ပြောဆိုနိုင်တာ မရှိသေးဘူးလို့လည်းပြောပါတယ်ခင်ဗျာ။ဒီစက်ကောင်စီတပ်ဟာဗမော်မျိုးက KAI တိမ့်ထားတဲ့တိုင်ရင်တချို့နဲ့နေရာတချို့ကိုအောက်ကုန်းနဲ့စက်တင်ဘာလမှာပြန်လည်တိမ့်ပိုက်ထားနိုင်ခဲ့ပါတယ်။ အတီမပြုတ်နိုင်သေးတဲ့သတင်းတွေအရဆိုရင်တော့သုံးမိုင်ရွှေပြည်သား KPC ဖျားအကြောင်းကိုဒီ KIA ကပြန်သိမ်းထားတယ်လို့သိရပါတယ်ခင်ဗျာဒီစစ်ကောင်စီကဗမော်မြို့ကိုစစ်သမောတွေနဲ့စစ်အင်အားဖြည့်ပြီးထိုးစစ်ဆင်ပြုတ်လုတာမှာဒရုန်းလက်နက်ကြီး၄ချောင်းပစ်ကူပေးပြီးတော့ထိုးစစ်ဆင်နေတာဖြစ်ပြီးနေ့စဉ်နေ့ပါ၄ချောင်းတက်ခိုက်တာတွေလှုပ်ဆောင်နေတယ်လို့သတင်းရင်းမြစ်တွေကပြောကြပါတယ် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာဗမော်မြို့ကိုတင်ပိုက်နိုင်ဖို့အတွက်2024ခုနှစ်ဒီဇင်ဘာလကတည်းကထူးထစ်စတင်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲကတော့အခုအချိန်မှာ10လကြာမြင့်နေပြီဖြစ်ပါတယ်ခင်ဗျာ။နောက်ဒီကနေ့နမ်တူနဲ့မန်တုံမြို့ကိုစစ်ကောင်စီကပုံကျဲသွားပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာဒီတအန်းတက်မြို့သား ွန်းမြော်ရေးတပ်မတော်ဒီ TNL ထိမ့်ချုပ်ထားတဲ့နမ်မတူနဲ့မန်တုံမြို့ကိုဒီကနေ့အောက်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်တာလို့ပထမပိုင်းသတင်းတွေရသိရပါတယ်။ဒီပထမဆုံးသိရတာကတော့ဒီအရတ၃တိဆုံးပြီးတော့ခုနှစ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။နမ်မတူမြို့ရက်ွက်ရှင်းနဲ့မန်တုံမြို့နယ်တနေရာကိုမနက်9:15မိနစ်9:00နာရီခွဲမှာဘုံကျဲသွားတာလို့ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့ကပြောပါတယ်။ နမတူကဒေသခံ၃ဦးသေဆုံးတယ်၊9ယောက်တန်ရတယ်၊ကလေးတွေပါတယ်လို့နမတူမြို့ကန်တူကပြောပါတယ်။တခြားနမတူမြို့ကန်တူကလည်းဖုန်းလိုက်မကောင်းတာရောသွားလို့မရတာရောကြောင့်အထီးခိုက်တွေကိုကျွန်တော်တို့မသိရဘူးနမတူဆိုရင်မြို့တဲကိုကျဲသွားတာဒီမန်တုံလဲမြို့နာနေတယ်လို့ပြောပြပါတယ်။ ဒါပြင်မန်တုံမြို့အနီးကိုလည်း jet fighter နှစ်စီးနဲ့ပုံကျဲတာဖြစ်ပြီးတော့လူထိခိုက်မှုအခြေအနေကိုလည်းအခုချိန်ထိအသေးစိတ်မသိရသေးဘူးလို့ရှားမြောက်သတင်းမြင့်ချုပ်ကပြောပါတယ်။ဒီ TNL က2023ခုနှစ်အောက်တိုဘာလ28ရက်ကစတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးနဲ့အတူရှမ်းပြည်မြောက်ပိုင်းကကြောင်မဲတီဘောနန်းဆန်မိုင်းလိုမိုးမိတ်မန်တုံနမ်တူကော့ခိုင်နောင်ချိုနန့်ခမ်းမိုင်းငေါမြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တွေကိုသိမ်းယူခဲ့တာဖြစ်ပါတယ်။ 2025ခုနှစ်နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်လကနောင်ချူမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။စစ်ကောင်စီကကြောင်မဲမြို့ကိုပြန်လည်ထိုးစစ်ဆင်ရမနေ့ကအောက်တိုဘာ1ရက်မှာတော့ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ကြောင်မဲမြို့ကိုထိန်းချုပ်လိုက်ပြီလို့ကြေညာပြတဲ့နောက်တနေ့မှာဒီနတ်မတူနဲ့မန်တုံမြို့ကိုစစ်ကောင်စီကပုံကျဲတာဖြစ်ပါတယ်ခင်ဗျာ။ TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုစက်တိုက်တိုက်ခိုက်မယ်လို့ဒီ စစ်ကောင်စီဝရဖြတ်ကြီးလူမှုကိရက်တွေမှာဖော်ပြနေကြပါတယ် TNL ကတော့ဒေသခံပြည်သူတွေလေချောင်းနဲ့လက်နက်ကြီးအန်တရယ်စစ်ရေးအန်တရယ်တွေကိုသတိပြုဖို့ထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်သကန်တိုင်းကမ်ဘလူနယ်ကဒီပြူကင်းစကန်းကိုတွန်လိုင်းဖွဲ့တွေကအလွယ်တကူသိမ်းပိုက်လိုက်တဲ့တရင်ကိုတပြလိုပါတယ်ဒီသကန်တိုင်းကမ်ဘလူမြို့နယ်အုံတော်ပြူစော့တီရွာကာကင်းစကန်းကို ်ဝင်ရောက်စီးနင်းရမှာလက်နက်9လက်နက်စစ်တုံးပိုင်း6ဦးဖမ်းမိတယ်လို့ကမ်ဘလူ KI ဘက်ကဖတ်လှူရှားရေးတပ်ဒုတရမှုဘူပိုင်ချဲကပြောပါတယ်မနေ့ကအော်တိုဘလ10ရက်နေ့ည10နာရီဝင်းကျင်မှာဒီထန်းကုန်းနဲ့ဒမ်းမင်ကြီးရွာကြားကအုံတော်ပြူစော်တီရွာကင်းစကန်းကိုကမ်ဘလူ KI ဘက်ကဖတ်လှူရှားရေးတပ်ရင်ကမ္ဘလူအမှတ်3 PDF တက်ရင်နဲ့နမီကန်ပကပတွေဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်ခင်ဗျာ ဒီရရှိတဲ့လက်နက်တွေကတော့ G3 3လက်ကပိုင်း2လက် ပြောင်းကျော်2လက်ဒီသိမ်းရပြီးတော့စစ်အုပ်စုအဖွဲ့ဝင်2ဦးတေဆုံးပြီးတော့6ဦးကိုဖမ်းဆီးခေါ်တောင်ခဲ့တယ်လို့လည်းအတည်ပြုပါတယ်။ဒီအုံတော်ကပြူရွာတွေရဲ့အလဲကောင်ဝင်းကျင်တဲမှာရှိနေတာကျွန်တော်တို့ကတိတ်တိတ်ဝင်ရောက်စီးနင်းခဲ့တဲ့အချိန်မှာဒီကောင်တွေဂိတ်မှာရှိတဲ့၈ယောက်စလုံးကိုတယောက်မှမလုံနဲ့လက်မြောက်သူပြီးတော့အသာတကြီးကောက်သိမ်းခဲ့တာလို့ဘူပိုင်ချက်ကတိုက်ပွဲဖြစ်စဉ်ကိုရှင်းပြပါတယ်။ ရှင်းနေမှုမှာတနက်၈ချက်ဖောက်ခဲ့ရပြီးတော့ရဲဘော်အလုံးအထိကမရှိပြန်လဲသုခွာနိုင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်ပြီးခဲ့တဲ့လ၁၈ရက်ကလည်းကမ်ဘလူမြို့နယ်ဇီကုံမြို့ရဲစခန်းကိုကမ်ဘလူခရိုင်ပကဖဦးဆောင်ပြီးတော့ရေဦးဒူဝင် ပကဖနဲ့နယ်မြေကန်ပကဖတို့စက်တင်ဘာလ၁၈ရက်ညနေမှာစီးနှင်းတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီစစ်စင်ရေးမှာစစ်ကောင်စီအရာရှိအပါအဝင်6ဦးတည်ဆုံးပြီးတော့17ဦးကိုအရှင်ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာဒီအော်တိုဘလာ၂ရက်နေ့နေကင်းပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်